မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ16ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့အချမ်းဘတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကနေပြီးတော့မှတနိုင်ငံလုံးကစစ်တိုင်းမှုများကိုနေရတာအစည်းအဝေးခေါ်ယူထားပြီးတော့စစ်စင်ရေးကိစ္စများကိုအဓိကထားပြီးတော့ဆွေးနွေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့ကမေလ15ရက်နေ့ကနေဒီကနေ့မေလ16ရက်နေ့အထိ နေပြည်တော်မှာစစ်တိုင်းမှုများကိုမင်းအောင်လှိုင်ကအစည်းအဝေးခေါ်ယူခဲ့ခြင်းဖြစ်ပြီးတော့အဲ့ဒီအစည်းအဝေးဟာလေးလပတ်အစည်းအဝေးလိုမျိုးဖြစ်တယ်လို့သိရပါတယ်။လေးလပတ်အစည်းအဝေးတွေမလောက်တာကြာပါပြီ။အခုကတော့လေးလပတ်အစည်းအဝေးလိုမျိုးခေါ်တာပါ။အစည်းအဝေးကမနေ့ကနဲ့ဒီနေ့နှစ်ရက်ပါ။သိရတဲ့လောက်ကတော့နေနေဆုံးမွေးပြန်ရဖို့နဲ့ စစ်စီရေးကိစ္စတွေကိုအဓိကထားပြီးတော့ဆွေးနွေးနေကြတာလို့နေပြည်တော်စစ်ဘက်သတင်းရေးမြစ်ကပြောပြထားပါဗျ။လက်ရှိမင်းအောင်လှိုင်ကမေလ9ရက်နေ့ကနေမေလ10ရက်နေ့အထိရုရှားနိုင်ငံကိုတွားရောက်ခဲ့ပြီးတော့တရုတ်သမ္မတရှီဂျင်ပင်နဲ့တွေ့ဆုံခဲ့ရမှာမြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာလွတ်လပ်ရေးနယ်နိမိတ်ပိုင်ဆိုင်မှုနဲ့နိုင်ငံတည်ငြိမ်အေးချမ်းရေးလှုပ်ဆောင်မှုများကိုလည်းထောက်ခံနေဆိုတဲ့တရုတ်သမ္မတထံကဂရိကိုရရှိခဲ့ပြီးတဲ့နောက်ပုံမဆိုးရတဲ့လေချောင်းတိုက်ခိုက်မှုများကိုလုံဆောင်လာခြင်းဖြစ်တယ်လို့သိရပါဗျ။စစ်တမ်းမှုများနဲ့အခုအစည်းအဝေးအပြီးမှာလဲ ်ပြေးထန်တဲ့စစ်ကြောင်းထုံးမှုများဖြစ်ပေါ်လာနိုင်တဲ့အတွက်တော်လိုင်းအင်အားစုများနဲ့ပြည်သူများအတွက်အထူးသတိထားရမှာဖြစ်တယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကသတိပေးပြောဆိုထားကြောင်းသတင်းရရှိပါရခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်စကန်းသိန်းတိုက်ပွဲသတင်းကတော့ထိုင်းမြန်မာနယ်စပ်အနီးမှာရှိတဲ့စစ်ကောင်စီတပ်ရဲ့မေလစစ်စခန်းကိုတရက်ပဲတိုက်ပြီးတော့ဒီကနေ့မေလ16ရက်နေ့မနက်ပိုင်းမှာ KNU နဲ့ပူးပေါင်းအဖွဲ့တွေကအပိသက်တိုက်ခိုက်သိမ်းပိုက်ရှင်းလင်းလိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလစခန်းကိုဒီကနေ့မနက်ပိုင်းမြန်မာစံတော်ချိန်မနက်9နာရီခွဲဝန်းကျင်မှာအပိသက်သိမ်းယူနိုင်ခဲ့တယ်လို့သတင်းရင်းမြစ်ကပြောပါရယ်။မေလစခန်းမော်ကွေးလူစခန်းဟာ KNU တပ်မဟာခွနဲ့စစ်ရေးလှုပ်ရှားမှုနယ်မြေထဲမှာရှိနေပြီးတော့ထိုင်းနယ်စပ်အနီးလှိုင်းပွဲမြို့နယ် ်ဝဲလံမူမေလရွာအနောက်ဘက်မှာတည်ရှိတယ်လို့သိရပါဗျ။အဲ့ဒီစက္ကန်းကိုမနေ့ကမေလ15ရက်နေ့မနက်ပိုင်း၄နာရီခွဲအချိန်မှာ KNU တပ်မဟာခုနှစ်က drone တွေကိုတုံးပြီးတော့စတင်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။စတင်တိုက်ခိုက်တဲ့ညပိုင်းမှာပဲမဲလာစခန်းထဲမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ KNU ဘက်ကတိုက်ခိုက်မှုဒဏ်ကိုမခံနိုင်တော့ပဲစခန်းရဲ့တောင်ဘက်ကိုဆုတ်ခွာထွက်ပြေးသွားတယ်လို့ရှေ့တန်းသတင်းရင်းမြစ်ကပြောပါတယ်။စခန်းကိုအပိသက်ရလိုက်တဲ့ဒီနေ့မနက်ပိုင်းမှာတော့စစ်ကောင်စီရဲ့လေတပ်ကဘုံကျဲတိုက်ခိုက်မှုတွေကိုလှုပ်ဆောင်နေပြီလို့သိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာထိုင်းမြန်မာနယ်စပ်အနီးကတာလဲဗျူဟာကိုတိမ့်ပိုက်အပြီးမှာ KNU ကမဲလာစခန်းကိုဆက်လက်သိမ်းယူဖို့တိုက်ခိုက်နေတာဖြစ်တယ်လို့သိရပါဗျ။ဝဲလံမူမဲလာအနီးမှာဖြစ်ပွားနေတဲ့တိုက်ပွဲကြောင့်မဲလာအပအဝင်အနီးနားမှာရှိတဲ့ကျေးရွာများကဒေသခံပြည်သူ400ကျော်ဟာထိုင်းနိုင်ငံဘက်ခြမ်းကိုထွက်ပြေးလာကြတယ်လို့ထိုင်းသတင်းရင်းမြစ်ကအသိပေးထားပါဗျ။လိုင်းပွဲမြို့နယ်ပိုင်ဂျုံမြို့ဒေါနာတောင်တန်းအရှိချမ်းထိုင်းနယ်စပ်တလျှောက်ကစစ်ကောင်စီရဲ့တပ်စခန်းတွေကပူလူတူစခန်းခလဲ့ဒီတခေါပီခွေး မော်ဖားသူစခန်းတားလေပြူဟာနဲ့မဲလာစခန်းတွေကိုပါအခုနှစ်အတွင်းမှာ KNU တပ်မဟာခုနှစ်ကသိမ်းပိုက်လိုက်ပြီးဖြစ်တယ်လို့သိရပါဗျ။လက်ရှိမှာတော့မော်ဖိုးခီမော်ဖိုးခီစခန်းနဲ့နော်ဒီယာစခန်းတို့ကြန့်ရှိနေပါသေးတယ်။လက်ကြံစခန်းတွေကိုလည်း KNU ကဇက်တိုက်တိုက်ခိုက်ဖို့ရှိနေပါတယ်လို့ကရင်ရှေ့တန်းသတင်းအရင်းမြစ်ကပြောပြထားပါဗျ။စစ်ကောင်စီတပ်ဘက်ကတော့ကြန့်ရှိနေတဲ့တပ်စခန်းတွေမကြစေဖို့အတွက်မြေပြင်ကနေစစ်ကူဆေးလွတ်နိုင်စွမ်းမရှိတော့ပဲ။လေချောင်းပစ်ကူကိုသာအဓိကအပြုတ်နေရတယ်လို့ရှေ့တန်းသတင်းအရင်းမြစ်ကပြောပြထားပါဗျ။ ထိုင်းမြန်မာနယ်စပ်မှာနေရာယူတပ်ဆွဲထားတဲ့မဆုတ်တန်းခန်းစစ်စခန်းတွေခြေကုပ်စခန်းတွေဇက်တိုက်ဆုံးရှုံးနေတာနဲ့ပတ်သက်ပြီးတော့စစ်ကောင်စီကတော့တရင်အမောင်ချထားပါတယ်နယ်စပ်အနီးမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်ထိုင်းစစ်တပ်ကလည်းနယ်စပ်မြင်းတလျှောက်တပ်ဖြန့်ထားပြီးတော့မြန်မာဘက်အချမ်းကအခြေအနေတွေကိုအနီးကစောင့်ကြည့်နေတယ်လို့ထိုင်းမီဒီယာတွေကဖော်ပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းလှိုင်းသားရမြို့နယ်တမကုန်းအနီးမှာရှိတဲ့ချမ်းရည် Adidas ဖက်နက်ဆိုင်ရုံမှာတရက်ကိုလုံအားက12000ကျပ်တိုးမြှင့်ပေးရန်အတွက်အလုပ်သမားများကတတိယနေ့အဖြစ်ဆက်လက်ဆန္ဒပြနေပြီးတော့အလုပ်ရှင်က စစ်တပ်နဲ့ရဲကိုခေါ်မယ်ဆိုပြီးတော့ချင်းချောက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ14ရက်နေ့ကစတင်ပြီးတော့အဲ့ဒီဖနက်ဆက်ယုံကလုံသမားများကလုံအားကတိုးမြင့်ရရှိရေးအတွက်စတင်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီးတော့ဒီကနေ့မှာတတိယနေ့အဖြစ်အလုံသမား6000ခန့်ဟာဆက်လက်ပြီးတော့ဆန္ဒပြနေခြင်းဖြစ်တယ်လို့သိရပါဗျ။ကျွန်တော်တို့ဘက်ကအလုံသမားကိုယ်စားလှယ်တွေက တရက်ကိုလှုပ်အားကငွေကျပ်၈၀၀၀အောက်ကိုမကြဘဲနဲ့တောင်းဆိုထားပါတယ်အဲ့ဒီအောက်ကျရင်တော့ဒီလိုပဲဆန္ဒပြမယ်လို့ပြောထားတယ်သူတို့ဘက်ကအဲ့ဒါကိုမလိုက်ရောပဲနဲ့စစ်တပ်ကနေရဲကိုခေါ်မယ်ဆိုပြီးတော့ချိန်ဆောင်နေတယ်လို့ဆန္ဒပြတဲ့အလုံသမားတို့ကရှင်းပြထားပါတယ် မေလ14ရက်နေ့ကစတင်ပြီးတော့နေ့စဉ်မနက်ပိုင်းကနေပြီးတော့ညနေပိုင်းအထိအဲ့ဒီစက်ရုံမှာဆန္ဒပြနေမှုကြောင့်အလုံများရန်နာထားပြီးတော့အလုံရှင်ဘက်ကအလုံသမားများရဲ့တောင်းဆိုမှုများကိုအကြောင်းမျိုးမျိုးပြပြီးတော့ညှင်းဆန်နေတယ်လို့သိရပါဗျ။စက်ရုံဘက်ကတိကျတဲ့အပြင်မပေးဘူး။အလုံသမားတွေတောင်းဆိုတာလည်းမရနိုင်ဘူးလို့ပြောနေတယ်လို့ဆန္ဒပြတဲ့အလုံသမားတို့ကပြောပြထားပါဗျ။ ချမ်းရီအက်ဒီဒက်စ်ဖနက်ဆက်ယုံကစာနာပြတဲ့အလုပ်သမားများကိုဒီကနေ့တတိယနေ့အဖြစ်နဲ့ဆက်လက်ပြီးတော့စာနာပြရင်ခွင့်မဲ့အဖြစ်နဲ့တတ်မှတ်ပြီးတော့အလုပ်ကနေထုတ်ပြန်မယ်လို့အလုပ်ရှင်ကချိန်ချောက်ထားပါတယ်ချမ်းရီအက်ဒီဒက်စ်ဖနက်ဆက်ယုံဟာတရုတ်နိုင်ငံသားပိုင်ဖြစ်ပြီးတော့ကမ္ဘာကျော်အက်ဒီဒက်စ်ဒစိမ့်ဖနက်များကိုအဓိကထုတ်လုပ်နေခြင်းဖြစ်က2014ခုနှစ်ဝင်းကျင်အချိန်ကတည်းကဆက်ယုံကစတင်လဲပတ်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့မန္တလေးတိုင်းမိထီလာမြို့နယ်မှာစိုင်းကယ်ကယ်ရီသမားမောင်ချစ်ဝင်းကိုစစ်တပ်ကဖမ်းဆီးသွားပြီးတော့သိန်း90နဲ့ရွေးယူရန်မိဘများကိုအကြောင်းကြားပြီးတဲ့နောက်စစ်တပ်ကမောင်ချစ်ဝင်းရဲ့အလောင်းကိုသာမိသားစုထံကိုပြန်ပေးလိုက်တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။မေလ17ရက်နေ့ကစုံလာပြည်နယ်မိထီလာမြို့နယ် အန်ထူးကြီးပါကဆိုင်ကယ်ကယ်ရီသမားအသက်23နှစ်အရွယ်မောင်ချစ်ဝင်းကိုရွှေမြင်တင်ဖျားရှိမှစစ်တပ်ကဖမ်းဆီးသွားခဲ့တယ်လို့သိရပါဗါတယ်အဲ့ဒီနောက်မေလ17ရက်နေ့ညပိုင်းမှာမောင်ချစ်ဝင်းကို390နဲ့လာရွေးရန်မိဘများကိုအကြောင်းကြားလာတယ်လို့ပြောပါတယ်မိဘများကလည်းမေလ17ရက်နေ့မနက်ပိုင်းမှာတွားရောက်ရွေးယူရန်တပ်ဆိုင်ရာကြေးရွာအုပ်ချုပ်ရင်းမှုဝင်းမြင့်ကြောထံကိုအခုကြီးတောင်းခံခဲ့တယ်လို့ပြောပါတယ် မေလ12ရက်နေ့မနေ့တနအချိန်မှာမောင်ချေဝင်းရဲ့မိဘများထံကိုစစ်တပ်ကဖုံးဆက်လာပြီးတော့ဖမ်းဆီးထားတဲ့တားပြက်သူမောင်ချေဝင်းဟာတေဆုံးသွားပြီဖြစ်တဲ့အတွက်အလောင်းကိုလာယူရန်အတိပေးအကြောင်းကြားလာတယ်လို့သိရပါဗါးမေလ14ရက်နေ့မှာတကြိုလိုက်ပါတယ်မောင်ချေဝင်းကိုဖမ်းဆီးနှိပ်စက်ပြီးတော့တပ်ပြစ်လိုက်တာပါပထမ390နဲ့ရွေးခိုင်းလို့မနေ့ပိုင်းမှာတွားရွေးဖို့လုပ်နေတော့မှစစ်တပ်ကအလောင်းလာယူခိုင်းတာ ုံးဆက်တဲ့အတန်ဖိုင်ကို အမတ်၁ရဲစခန်းကတပ်တွေဖြစ်နေတိမ်းယူသွားပါတယ်လို့တေဆုံးသူရဲ့မိတ်ဆွေကရှင်းပြထားပါတယ်တေဆုံးသွားတယ်စိုင်ကယ်ကယ်ရီတမမောင်ချစ်ဝင်းကိုစစ်တပ်ကဖမ်းဆီးတဲ့အကြောင်းရင်းကိုမသိရှိရသေးပဲအဓိကဖမ်းဆီးငွေညစ်တဲ့သဘောဖြစ်တယ်လို့တေဆုံးသူရဲ့မိတ်ဆွေကရှင်းပြထားပါတယ်မန္တလေးတိုင်းမိတီလာမြို့နယ်မှာစစ်တပ်ပြည်သူစစ်နယ်ပြူစောထီများကပြည်သူများကိုစစ်စေးရိတ်ဂိတ်များမှာငွေတောင်းခံခြင်းနှိပ်စက်ခြင်းအကြောင်းမရှိအကြောင်းရှာပြီးတော့ဖမ်းဆီးပြီး ပတ်စံနဲ့ရွေးယူခန်းချင်းများကိုတောက်လျှောက်စိုးတလုံးကျူးလွန်လျက်ရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့ရန်ကုန်တိုင်းတာကေတမြို့နယ်မှာမြို့နယ်မှုနဲ့စခန်းမှုကိုပတ်စံပေးပြီးတော့စခန်းထဲမှာရှိတဲ့ရဲတပ်သားတွေကလူငယ်များကိုဖမ်းဆီးပြီးရောင်းစားနေတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်တာကေတရဲစခန်းကရဲများကကားအဖြူရောင်နဲ့လှည့်လည်ပြီးတော့လူငယ်များကိုဖမ်းဆီးနေပါတယ် ဖမ်းဆီးခံရတဲ့လူငယ်တွေကိုစစ်မှုထမ်းအဖြစ်နဲ့အစားထိုးဖို့အတွက်တခြားမြို့နယ်တွေကိုရောင်းစားနေပါတယ်။ရောင်းလို့ရတဲ့ပတ်စံတွေကိုမြို့နယ်မှုကို၈သိန်းနဲ့စခန်းမှုကို၅သိန်းပေးရတယ်လို့သိရပါတယ်။ကျန်တာတွေကတော့ရဲတပ်သားတွေခွဲဝေယူနေကြပါတယ်။ရဲတပ်သားတွေကမတရားအနိုင်ကျင့်တာတွေလည်းရှိနေတယ်လို့ပြောပြထားပါတယ်။ရန်ကုန်တိုင်းအတွင်းနဲ့ရန်ကုန်မြို့နယ်ကောင်ဖြစ်တဲ့စုလေပန်းချာမှာလာရောက်ပြီးတော့အပန်းဖြေကြတဲ့လူငယ်တွေကိုပြစ်မှတ်ထားပြီးတော့လူရဲဖမ်းဆီးကစစ်တပ်ထဲကိုရောင်းစားနေတဲ့အဖွဲ့တွေရှိနေတယ်လို့ AAMJ အဖွဲ့ကလည်းဖော်ပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ချင်းပြည်နယ်မေတ္တမြို့နယ်နဲ့မကွေးတိုင်းခင်းလင်းမြို့နယ်တို့ကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ဘုံးကျဲချခဲ့ရာအသက်73နှစ်အရွယ်ចောင်းသားအပါအဝင်နှစ်ဦးတေဆုံးသွားပြီးတော့71ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကမေလ15ရက်နေ့မနက်9:00နာရီခွဲအချိန်မှာမင်းတပ်မျိုးနယ်တိုက်နယ်အမှတ်တဲအတွင်းမှာရှိတဲ့ကြေးရွာတစ်ခုကိုစစ်ကောင်စီတပ်ကလေးချောင်းကနေတိုက်ခိုက်မှုလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီလေးချောင်းတိုက်ခိုက်မှုကြောင့်အသက်73နှစ်အရွယ်ကျောင်းသားတဦးနဲ့အသက်40အရွယ်အမျိုးသမီးတို့တို့တေဆုံးခဲ့ပြီးတော့အခြားပြည်သူ71ဦးဟာလည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီဘုံကျဲတက်ခိုက်မှုအတွင်းမှာကျေးရွာစာတင်ကြောင်းထိခိုက်ပျက်စီးသွားပြီးတော့ကျေးရွာနေအင်ဂျီ40ကျော်ထိခိုက်ပျက်စီးသွားတယ်လို့သိရပါဗျ။မင်းတပ်မြို့နယ်အတွင်းစစ်တပ်က2025ခုနှစ်ဖေဖော်ဝါရီလကနေမေလအတွင်း၄ကျောင်းတက်ခိုက်မှုစုစုပေါင်း73ကြိမ်တိတိလှုပ်ဆောင်ခဲ့ကြောင်းမင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ထားပါဗျ။မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံကိုဆက်သွယ်မေးမြန်းတော်လဲအဆက်အသွယ်မရဘူးလို့ပြောပါတယ် မင်းတပ်မြို့နယ်ကချင်းတော်လိုင်းရဲ့တပ်ဖွဲ့အများထံကိုထောက်ပို့ပေးနေတဲ့အဖွဲ့တချို့ကတော့မင်းတပ်မြို့နယ်မှာတိုက်ပွဲများမရှိတော့ဘူးလို့ပြောပါရတယ်။စစ်ကောင်စီကဘုံနေနဲ့မကြာခဏဆိုးသလိုလာရောက်ဘုံကျဲနေခြင်းဖြစ်ပြီးတော့အင်တာနက်လိုင်းနဲ့ဖုန်းလိုင်းများဟာလည်းအလွန်ခက်ခဲနေတယ်လို့ပြောဆိုထားပါရတယ်။မင်းတပ်မျိုးကတိမ်မီကလေးကတိုက်ပွဲမရှိတော့ပါဘူးစစ်တပ်ကမလာနိုင်တော့ဘူးဒါပေမဲ့လေရင်တွေဝဲတယ်ကင်းထောက်တယ်ဘုံကျဲတယ်အဲ့ဒါကတော့ပုံမှန်လိုလိုကိုလုပ်နေတာပါ မင်းတံမှာဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေဖြတ်ထားတယ်။ Starlink ရှိမှဆက်သွယ်လို့ရတယ်။မြို့ကတော့လေကြောင်းတိုက်ခိုက်မှုမရှိရင်အတော်ကိုအေးချမ်းနေပြီလို့ပြောလို့ရပါတယ်။အခုကတော့လေကြောင်းတိုက်ခိုက်မှုကိုပဲစိုးရိမ်နေရတယ်လို့ချင်းတော်လည်းတက်ကထောက်ပို့နေတဲ့သတင်းရင်းမြစ်ကရှင်းပြထားပါတယ်။အလားတူပဲမေလ15ရက်နေ့ည7:00နာရီအချိန်မှာမကွေးတိုင်းထီးလင်းမြို့နယ်အတွင်းကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့တယ်လို့ရောလင်းနဲ့ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပေါ်နေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးရန်တွေအပေါင်းကကင်းဝေးပြီးတော့အချမ်းဘတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ